အားလုံးပဲမင်္ဂလာပါ Flan Entertainment Channel ကနေပြန်လည်ကြိုဆိုလာရပါတယ်။တပါတော့မှရှိတဲ့ဟိန်းနူလူပွဲစီတွေဟာပြည်နယ်မှုခွဲခြားဆက်ဆံမှုနဲ့ပဲခံရမှုလိုင်းလုံးတွေနဲ့ကြီးကြီးဆိုင်ခဲ့ရပါတယ်။အချို့နိုင်ငံတွေမှာဟိန်းနူတွေဟာလူကြီးအများပြားရှိပေမဲ့အချို့နိုင်ငံတွေမှာတော့အတန်ပဲအာနွေတဲ့လူနယ်စုတွေဖြစ်ရတည်နေရပါတယ်။2025ခုနှစ်ရောက်တဲ့အထိသူတို့ရဲ့ရုံကံမှုတွေကိုအများစုကမတည်ကြွချွန်ပြုနေကြဆဲပါပဲ။ဒါပေမဲ့သူတို့ရဲ့ဇလန်တွေဟာဘာသာရေးနိုင်ငံရေးနဲ့တမန်ရောက်တော့ဘလို့ထိတဲ့တွေးဆောင်လေးရှိတယ်ဆိုတာကိုဖော်ပြနေပါတယ်။ ီဒီယိုလေးကိုစောင့်ကြည့်ရှုပေးဖို့ပြောကြလို့ပါတယ်။ဒါကြောင့်လည်းဆိုတော့ဒီစင်ရဲ့နံပါတ်၁ဟာအစိုးရဆုံးဖြစ်အောင်တာမကအာနာရီအမိကန်အောက်မှာယုံကြည်ခြင်းကိုဘယ်လိုပြတ်မှတ်ထားတယ်လဲဆိုတာကိုပြသတဲ့အမတ်တင်ငေတာအဖြစ်ဆုံးဖြစ်နေလို့ပါပဲ။မစားတင်ငေမှာဗီဒီယိုတွေအသုံးပြုထားတဲ့ရင်းမြစ်အားလုံးကိုဖော်ပြချက်တွေခရစ်စတန်မှာခြားပေးထားတဲ့ကြောင့်ကိုယ်တိုင်တော်ရောက်လေးလာစုံစမ်းနိုင်အောင်ကိုလည်းဒီပေးပြောကြလို့ပါတယ်။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါ။ ံပါတ်30မလေးရှားမလေးရှားကိုမလေးတရုတ်နဲ့အိန္ဒိယလူမျိုးတွေရဲ့ညီငယ်မှုမျိုးစုံနဲ့ဖွဲ့စည်းထားတဲ့လူ့ဖွဲ့စည်းဖြစ်အမြဲကွန်ပျူလေးရှိပါတယ်။ဒါပေမဲ့ဟိန္ဒူလူနယ်စုအထူးသဖြင့်တမီနယ်ဝင်တွေဟာတခြားခွဲခြားဆက်ဆံခံရတာကိုကြာမြင့်စွာကလေးကတိုင်ကြားခဲ့ကြရပါတယ်။အင်ဒိုဖျားအကြောင်းတွေကိုအာနာပိုင်တွေကဖြစ်စီပြတာမျိုးတွေရှိခဲ့ပိုးပြီးသူတို့ကမြေယာညင်းပွားမှုလို့ခေါင်းစဉ်တက်ပေမဲ့အင်ဒိုတွေကတော့ပြင်မထားဖိနေတယ်လို့ရှုမြင်ကြပါတယ်။အင်ဒိုဒလီတွေနဲ့ယူပြချားတဲ့တုံတန်းတွေကို ဒေတာတွင်ကန်တက်တာတွေရှိပါတယ်။လူရည်ရဲ့ခြောက်ခြောက်ကန်လုံလောက်ရှိပေမဲ့အမျိုးသားချင်းဆုံးဖြတ်ချက်တွေမှာသူတို့ရဲ့အတန်ဟာတိတ်မပါဝင်လာပါဘူး။တရားဒါစင်ကုန်မှုတွေဟာအကြံဖတ်မှုရဲ့အဆင့်မဟုတ်ပေမဲ့မလေးရှားကဟိန္ဒူတွေဟာမတိကျမီရတဲ့ခြေနေအောင်မှာအမျက်ရှင်းတန်နေရတဲ့ဆိုတာကိုပြသနေပါတယ်။နံပါတ်5ဖီဂျီဖီဂျီမှာလူရည်ရဲ့29ရာခိုင်နှုန်းချင်းဟာဟိန္ဒူတွေဖြစ်ပြီးသူတို့ဟာဗြိတိရှားကိုလိုနီခေတ်ကခေါ်လာတဲ့အိန္ဒိယလူသားတွေရဲ့မျိုးဆက်တွေပါပဲ။ 1989ခုနှစ်ဆရာနာသိမ်းပြီးနောက်ပိုင်းအိန္ဒိလူပွဲစီကပြင်းထန်တိုက်ခိုက်ခံရတာဘုရားကျောင်းဖျက်ဆီးခံရတာနဲ့နိုင်ငံရေးကနေစနေတိကျဖယ်ထုတ်ခံရတာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဲဒီနောက်အိန္ဒိတွေဟာအများပြပြပောက်ကိုရှေ့ပြောင်းသွားခဲ့ကြပါတယ်။ဖီဂျီနိုင်ငံကြီးမတိမငင်ဖြစ်တိုင်းအိန္ဒိတွေဟာပထမဆုံးပြင်းထန်ခံရသူတွေပါပဲ။အကြံပတ်မှုနဲ့အိုမဲအိမ်မဲပြစ်ခဲ့ရတဲ့အမရစရာတွေကသူတို့စီမှာဆွေးမြေ့ကြရင်နေစေပါပဲ။နံပါတ်၈တီရီလင်က ဒေးလင်ကာကအင်ဒိုအများစုဟာတမီလူမျိုးတွေဖြစ်ပြီးကျွန်းရဲ့မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာစုစည်းနေထိုင်ကြပါတယ်1983ကနေ2009ခုနှစ်ထိတရှိခဲ့တဲ့ပြည်တွင်းဆဲအတွင်းမှာတမီဟိန်းသူတွေဟာအစိုးရရောစစ်သွေးကြောအဖွဲ့တွေပါနှစ်ဖက်စလုံးရဲ့ပြစ်မှတ်ထားကံကြရပါတယ်ဖရဲเจ้าနေဖြစည်းခံရကမြေယာရီတင်ယူခံရပြီးအရတားရီအစုလိုက်ပြုံလိုက်တပြတ်ခံကြရပါတယ်စစ်ပွဲပြီးတဲ့နောက်မှာတော့မြောက်ပိုင်းဟာဆဲအုပ်ချုပ်ရောက်မှပဲရှိနေပြီးအင်ဒိုမီတာစုများစွာဟာသူတို့ရဲ့ဘဝပိုင်မြေတွေကိုပြန်မရနိုင်ကြသေးပါဘူး ဆီရီလင်္ကာရဲ့ရုံးကတ်မှုဟာဘာသာရေးသက်သက်မဟုတ်ပဲလူမျိုးရေးကိုပိုင်လက္ခဏာနဲ့ရှင်တန်ရတ္တိရေးအတွက်ပါဖြစ်ပါတယ်။နံပါတ်ခွန်အင်ဒိုနီးရှားအင်ဒိုနီးရှားကမ္ဘာအကြီးဆုံးမွတ်စလင်အများစုနိုင်ငံဖြစ်ပေမဲ့အင်ဒိုလေးသန်းခန့်နေထိုင်ရလည်းဖြစ်ပြီးအများစုကတော့ဘာလီကျုံးမှဖြစ်ကြပါတယ်။ဘာလီမှာဟိန္ဒူဘာသာရှင်တန်ကြီးထွားနေပေမဲ့အင်ဒိုနီးရှားရဲ့တခြားဒေသတွေမှာရှိတဲ့ဟိန္ဒူလူနည်းစုတွေကတော့ခွဲခြားဆက်ဆံခံရတာနဲ့ဒီမဲ့ပြုံးမှုမရတာတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဂျပန်နဲ့ဆူမရာဒေတာတွေမှာဖျားကြောင်ကန်တမှုတွေနေရာပိုင်ခွင့်အဒါစီတွေနဲ့အနိုင်ကျင့်မှုတင်းတွေရှိပါတယ်။ကြောင်းနေမှာအစ္စလမ်ဘာသာကိုဦးစားပေးတဲ့အတွက်အင်ဒိုကျောင်းသားတွေကသူတို့ဘာသာရေးပညာသင်ယူခွင့်ရဖို့ယုံကန့်နေရပါတယ်။အင်ဒိုနီးရှားကလူနည်းစုဘာသာဝင်တွေဟာလူဦးရေရာဩဇာမညောင်းရင်ဘလောက်အောက်ကဲမဲနိုင်တယ်လဲဆိုတာပြသနေပါတယ်။နေပါငါကင်ညာကင်ညာမှာအိန္ဒိယနယ်ပေါ်အင်ဒိုလူ့ဘဝကြီးငယ်လေးတစ်ခုရှိပြီးသူတို့ကအရှေ့အာဖရိကမှာမျိုးဆက်ပေါင်းများစွာနေထိုင်ခဲ့ကြသူတွေပါပဲ။ ိုင်ရိုဘီနဲ့မွန်ဘာဆာမှာရှိတဲ့အင်ဒူဖျားเจ้าနေဖြည့်စည်းခံရတာတွေရှိခဲ့ဖို့ပါတယ်။အဆွန်ရောက်တွေကဟင်ဒူလူ့ဖွဲ့စည်းကိုကျွန်တော်ကြော်ဝမှုနဲ့နိုင်ငံခြားဩဇာလွှမ်းမှုတွေနဲ့ချိန်ဆက်ပြီးဆွဆွဲကြပါတယ်။နိုင်ငံရေးအလုပ်ကိုင်းတဲ့လူလူကိုစားပြုမှုတွေမှာခွဲခြားဆက်ဆက်ခံရတယ်လို့အင်ဒူတွေကတိုင်ကြားကြပါတယ်။သူတို့ရဲ့ယုံကြည်ခြင်းကိုတိတ်ဆိတ်ကျင့်သုံးနေရပြီးသူတို့ရဲ့ဖျားเจ้าနေကရန်လူမှုရဲ့ပြည့်မတ်ဖြစ်နေတယ်ပါတယ်။နံပါတ်၄ဘူတန်ဘူတန်မကြသေးမီကတမိုင်းမှာအင်ဒူဖိနေမှုရဲ့အဆိုးရွားဆုံးဖြစ်ရပ်တွေကတခုကိုတင်ဆက်ခဲ့ရပါတယ်။ နောက်က90ပြည့်လုံနေ့တွေစောပိုင်းမှာဆိုရဟာနေပေါ်နယ်ပွားအင်းတို့တသိန်းကျော်ကိုနေထုတ်ခဲ့ရပါတယ်။ဒီမိသားစုတွေရဲ့နိုင်ငံသားအခွင့်အရေးကိုယူသိမ်းပြီးနေပေါ်ရှိဒုက္ခသည်စခန်းတွေစီထွက်ပြေးဖို့အတင်းကျပ်ခိုင်းစေခဲ့ရပါတယ်။ဘူတန်ကကမ္ဘာပေါ်ပျော်ရွှင်မှုရဲ့ပုံရိပ်ကိုဖန်တီးပြသနေပေမဲ့အင်းတို့များစွာတော်တော်ပြည်နယ်တိုင်းနဲ့ခွဲခြားဆက်ဆံမှုရဲ့အမွေအနှစ်တွေကသူတို့ဘွားကိုဆက်လက်သတ်မှတ်နေစေပါပဲ။နံပါတ်3ဘင်္ဂလားဒေ့ဘင်္ဂလားဒေ့ဟာကမ္ဘာပေါ်မှာအကြီးဆုံးဟိန္ဒူလူနည်းစုတွေကတခုခုပိုင်ဆိုင်တာပြီးလူဦးရေ100ခန့်လုံးခန့်ရှိပါတယ်။ ဒါပေမဲ့ကြံဖတ်မှုနဲ့ကြောက်ရွံ့မှုကြောင့်သူတို့ရဲ့ရေအတွက်ကတပိပိယော်နေလာနေပါတယ်။ကောလာဟလာတွေဒါမှမဟုတ်နိုင်ငံရေးတုံ့ချမှုတွေကြောင့်အဒီကေယုံတွေဖြစ်ပွားနေစဉ်တွင်အင်ယူဖျားကြောင်းတွေနဲ့နေအိမ်တွေတိုက်ခိုက်ခံခဲ့ရပါတယ်။နေရာလူယူမှုဟာထထဲလဲလဲဖြစ်နေတဲ့ပြဿနာဖြစ်ပြီးအင်ယူမိသားစုတွေဟာဘဝပိုင်ပစ္စည်းတွေဆုံးရှုံးခဲ့ရပါတယ်။အင်ယူမျိုးသမီးငယ်တွေအတင်းကျပ်ဘာသာပြောင်းခြင်းနဲ့လက်ထက်ချင်းများကိုနှိမ့်စင်မတန်းတင်တာပါတယ်။ဘင်္ဂလားဒေ့ရှ်ကဟိန်းလူတွေဟာသူတို့နောက်ထပ်မဲဆွဲတိုက်ခိုက်မှုဒါမှမဟုတ်နိုင်ငံရေးသားကောင်ဖြစ်လာနိုင်တဲ့ဆိုတဲ့ တွေ့ရင်စိမ့်နဲ့အမြဲရှင်းတန်နေကြရပါတယ်။နံပါတ်2အာဖဂန်နစ္စတန်အာဖဂန်နစ္စတန်မှာတချိန်ကတောင်းနဲ့ချီခဲ့ဟိနူနဲ့စေလုဘွက်ကြီးရရှင်တန်ခဲ့ဘူးပါတယ်။ဒီနေ့မှာတော့ဟိနူမီသားစုလည်းတဆုပ်စာသာကြံပါတော့တယ်။ဆယ်စုနှစ်များစွာကြာစစ်ပွဲတာလီဘန်အုပ်ချုပ်မှုနဲ့လူမှုရေးရန်လိုမှုတို့ကြောင့်အင်နူအလုံးဒီပါပြပောက်ကိုထွက်ပြေးသွားခဲ့ရပါတယ်။ဘုရားကျောင်းနဲ့ဖြစ်စီခံရကပိုင်ဆိုင်မှုတွေတင်းယူခံရပြီးသူတို့ရဲ့ဘာသာကြောင့်ပြစ်မှတ်ထားခံခဲ့ရပါတယ်။တာလီဘန်တွေပြန်ရောက်လာပြီးနောက်အခြေအနေကတိကျစွာဆိုးရွားလာခဲ့ပါတယ်။ အာဖဂန်နစ္စတန်ကတဲ့ကာလမှာအင်ဒိုရဲ့ရှိနေမှုကိုလောကနေဘက်ဖျက်သိမ်းပစ်လိုက်တဲ့ရှင်လင်းတဲ့ဥပမာတစ်ခုပါပဲနံပါတ်၁ပါကစ္စတန်ပါကစ္စတန်အင်ဒိုရဲ့ပြင်ထန်ဆုံးနဲ့စနေကြဆုံးဖိနှိပ်မှုကိုရင်ဆိုင်နေရတဲ့နိုင်ငံတစ်ခုပါပဲလူကြီးရဲ့နှစ်ရာခိုင်နှုန်းအောက်သာရှိတဲ့အင်ဒိုရဲ့ဟာအရင်ကျဘာသာပြောင်းခြင်းကလေးငယ်တွေလက်ထပ်ခြင်းနဲ့ဘုရားကျောင်းတွေမှာကြာခဏတိုက်ခိုက်ခံရတာတွေခံစားနေကြရပါတယ် ရှင်နဲ့ဘာလို့စတန်ဒိုလိုဒေသတွေကယွာရီမှာအိမ်လူမျိုးသမီးငယ်တွေကိုပြန်ပေးဆွဲပြီးနောက်အစ္စလမ်ဘာသာဝင်နဲ့ဒင်းကျပ်လက်ထက်ထိန်းများတာတွေဖြစ်ပွားနေတယ်လို့သတင်းပို့ကြပါတယ်။ဒီလက်ဒေသတွေမှာအိမ်လူမျိုးသားနဲ့မျိုးသမီးတွေဟာစင်ရမွေတေမှုနဲ့အမျက်ထုံးမှုတန်ရာတွေတပိမိနေတဲ့အနောက်ဘက်ကအလုံသမားဖြစ်မကြခဏရင်ဆိုင်ကြရပါတယ်။ဒါခွဲခြားဆက်ဆံမှုတသက်မဟုတ်ပဲဒါခြေကြတဲ့လူဖွဲ့စည်းတစ်ခုရဲ့ရှင်နယ်ရည်တည်မှုကိုတိုက်စားနေတဲ့အစမပြတ်ဖြစ်ပေါ်နေတဲ့ကြက်တဲတစ်ခုပါပဲ။ဒီနိုင်ငံတွေတစ်ချောက်ကအိမ်လူတွေဟာ ဆင်းရဲဒုက္ခကြာကခန္ဓာရဲ့ရှင်းမှုကိုကိုစားပြုနေပါတယ်။တာရှာကနေအာဖရိကဒီကျောင်းနိုင်ငံလေးတွေကနေစစ်ပွဲနဲ့မြေထီရေယုံကြည်ခြင်းဟာဖိနမှုရိဂျာတွေကဆက်လက်ရှင်တန်နေရပါတယ်။ဒါပေမဲ့ရှင်တန်နေဆိုတာတရှိနေရမယ်လို့မဆိုလို့ပါဘူး။သူတို့ရဲ့ဇလံတွေကိုမျှဝေခြင်းပရိယာမှုတွေကိုဖော်ထုတ်ခြင်းနဲ့တောင်းယူမှုရှိစေဖို့တောင်းဆိုခြင်းဟာဘယ်လိုပဲဇီကိုမှမမေ့ရစေဖို့လုံဆောင်ရမယ့်ခြေလှမ်းတစ်ရပ်ပါပဲ။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတင်းရဲ့ဒွေးမျိုးတွေကိုလည်းကိုမမမှန်ခဲ့ပေးနိုင်ပါတယ်။ ဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့ကြောင်းရိုက်နဲ့တူပြန်လာခဲ့ပါမယ်